။ဦးကြောင်ကြောင်ကောင်မလေးတယောက်နဲ့စမတ်ကြကြနေခြင်းနဲ့မတန်ဆွမ်းတထိသားလေးတို့ရဲ့အချစ်ဇလံတစ်ပုဒ်အသက်ရှင်သန်နေရခြင်းရဲ့အတိတ်ပဲကို နားလည်ဖို့စဉ်းစားခိုင်းတဲ့ရုပ်ရှင်လမလို့ရဲ့ suggested movie season ကနေဒီဒီဘက်မှာတော့ကြည့်ရှုသူပြည်သက်တွေကို Me Before You ဆိုရဲမတန်ဆွမ်းသူတွေရဲ့ဘဝနဲ့ခံစားချက်ကိုတရုပ်ဖော်ထားတဲ့ Britain ရုပ်ရှင်ဇာတ်ကားတကားကိုကြည့်ရှုဖို့အတွက်ညွှန်ပေးကြပါတယ်။ မီဘီဖောယူဆိုတဲ့ရုပ်ရှင်ကတော့2016ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့အချစ်ဒရမာဇာတ်ကားဖြစ်ပါတယ်။ English ဇာတ်ကားပြောလေးလာနေတဲ့သူတွေမဖြစ်မသင့်ကြည်တဲ့ဇာတ်ကားကောင်းတကားလည်းဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုလို့ရှိရင်တော့ British လေယူလေသိမ်းနဲ့ပြောဆိုတဲ့အတန်တက်တွေကိုနားထောင်ရမှာဖြစ်ပြီးတော့ English ကားတွေရဲ့ထုံးစံအတိုင်း UK လက်လာလေးတွေမြင်ကွင်းလက်လာလေးတွေနဲ့ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ English အရှင်းရုပ်ရှင်ဆိုပေမဲ့လည်းဇဝင်ကန်းတွေမှာအနောက်တိုင်းဆန်လွန်းတဲ့အပြုမူတွေမပါဝင်ပဲကြည့်ရတာအစဉ်ပြေမဲ့ရုပ်ရှင်တစ်မျိုးဖြစ်ပါတယ်။နောက်ပြီးတော့အာမန်အချစ်ဇလန်းမျိုးမဟုတ်ပဲနဲ့ဇလန်းထဲမှာမတန်ဆွမ်းသူတွေရဲ့ဘဝနဲ့အသက်ရှင်သန်နေရခြင်းအတွက်အထိတ်ပဲတွေခံယူချက်တွေကိုနားလည်နိုင်မဲ့အတွေ့အကြုံခုကိုလည်းရရှိမှာဖြစ်ပါတယ်။ ။ဝင်းရင်းဆက်လန်ကတော့စာရေးဆရာမဂျိုဂျိုမိုရက်စ်ရဲ့ best seller အချို့ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ Britain လူမျိုးစာရေးဆရာမဂျိုဂျိုမိုရက်စ်က2012ခုနှစ်မှာ Me Before You ဆိုတဲ့စာမျက်နှာ480ပါဝင်တဲ့ဝတ္ထုစာအုပ်ကိုထုတ်ဝေခဲ့ပြီးတော့အဲ့ဒီစာအုပ်ကလည်းရောင်းအားကောင်းတဲ့စာအုပ်တစ်ဖြစ်ခဲ့ပါတယ်။စာရေးဆရာမဂျိုဂျိုမိုရက်စ်ကဆွေမျိုးတွေရဲ့စောင့်ရှောက်မှုနဲ့ရှင်သန်နေရတဲ့မတန်ဆွမ်းသူတအူးကိုတွေ့ပြီးတော့ဒီဇာတ်လမ်းကိုရေးသားဖို့အတွက်စိတ်ကူးရခဲ့တာဖြစ်ပါတယ်။ ဝတ္ထုရေးနေတဲ့အချိန်မှာလည်းတရားဝင်တေဆုံးခွင့်တောင်းထားတဲ့ကိုခန္ဓာမတန်ဆွမ်းသူ၄ဦးကိုကိုရိုင်းတွားရောက်တွေ့ဆုံပြီးတော့သူတို့ဘဝကိုနားလည်နိုင်အောင်လေးလာဆောင်စမ်းမှုတွေပြုလုပ်ခဲ့ရပါတယ်။ဒီဇလန်ဟာစာအုပ်အဖြစ်အောင်မြင်ခဲ့တဲ့အတွက်ကြောင့်မလို့နှစ်နှစ်အကြာ2016ခုနှစ်အရောက်မှာတော့ရုပ်ရှင်ဇာတ်ကားအဖြစ်ထွက်ရှိလာခဲ့ပါတယ်။ရုပ်ရှင်ကိုတော့ဝိတ္ထုအတိုင်းတထက်တဲကြောင်အောင်ရိုက်ကူးခဲ့ပြီးဇလန်ကိုလည်းဘာတစ်ခုမှအပြောင်းအလဲမလုပ်ခဲ့ပါဘူး။ မင်း before you ရုပ်ရှင်အားဆိုရင်တော့ Game of Thrones ဇလံတွေတဲ့ကနဂါးတွေရဲ့ပြင်းပါလေမင်းသမီး Amelia Clark ပါဝင်တုပ်ဆောင်ထားတာကြောင့်မပြခင်ကလေးကလူစိတ်ဝင်စားမှုကိုခံရတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပါတယ်တကယ်လဲမင်းမီအမီလီယာကလပ်ကဒီရုပ်ရှင်ဇာတ်ကားမှာထင်မှတ်မထားတဲ့ character တစ်ခုကိုအကောင်းဆုံးတယောက်ဆောင်ပြနိုင်ခဲ့ပါတယ် ရုပ်ရှင်ကြောင့်ပြောရမယ်ဆိုရင်တော့အသက်၂၆နှစ်အရွယ် Louisa Clark ဆိုတဲ့မိန်းကလေးတယောက်ကတာမန်မိသားစုဘဝနဲ့နေထိုင်ရင်းနဲ့ဘဝကိုရုန်းကန်ကြိုးစားနေရသူတူဖြစ်ပါတယ်။ Louisa ဟာ coffee ဆိုင်လေးတစ်ဆိုင်မှာ၆နှစ်လောက်စပွဲတို့အဖြစ်အလုပ်လုပ်ပြီးတော့ရလာတဲ့လစာနဲ့မိသားစုကိုထောက်ပံ့နေခဲ့ပါတယ်။သူမှာအတူနေမိသားစုဖြစ်အဖေရဲ့အမေရဲ့အဖိုးတယောက်ရဲ့ပြီးတော့အိမ်အောင်ကွဲပြီး single mother အဖြစ်ရပ်တည်နေတဲ့သူညီမလေးတယောက်နဲ့တူလေးတယောက်လည်းရှိပါတယ် သူတို့အိမ်ဟာတာမန်အောက်ခြေမိသားစုတွေရဲ့ထုံးစံအတိုင်းဖီးအားတွေခက်ခဲတွေနဲ့ပွက်လို့ရိုက်နေပြီးတော့အမဲဆူညံပြာရခတ်နေလေးရှိပါတယ်။သူ့အဖေရဲ့ဝန်ထမ်းလောက်ကလည်းတိတ်အဆင်မပြေရောသလိုကလေးမေဖြစ်နေတဲ့သူညမလေးထရီနာကလည်းကြောင်းမပြီးသေးတာကြောင့်မိသားစုရဲ့ဝင်ငွေကလူဝီဆာအပေါ်ကိုပဲမိခိုးနေရတာဖြစ်ပါတယ်။တရက်မှာတော့သူ့လုံးလုံးနေတဲ့ကော်ဖီဆိုင်လေးကပိတ်ပစ်တော့မှာမလို့လူဝီဆာကိုတလဆာရောကြေးပေးပြီးတော့အလုပ်ထုတ်လိုက်ပါတယ်။ ။စပွဲရိုးလောက်ကနေအလုတ်ပြုတ်သွားတဲ့လူစားကမိသားစုကိုထောက်ပံ့ဖို့လိုတဲ့အတွက်တလအတွင်းမှာအလုတ်သစ်ရဖို့အတွက်အလုတ်ရှာပေးတဲ့ agency ကိုသွားပြီးတော့အလုတ်သစ်တစ်ခုအသေးအံရှာရပါတယ်။အဲ့မှာပဲမတန်ဆွမ်းသူတူကိုစောင့်ရှောက်ပေးရမယ်အလို့တခုကိုသွားရှောက်ကြည့်ဖို့အတွက်အလို့ရှာပေးတဲ့သူကလူဝီစာကိုအကြံပေးလာပါတယ်။အဲ့ဒီလို့ကတော့ဘန်လုပ်ငန်းရှင်ထရိနာမိသားစုရဲ့အိမ်မှာမတန်ဆွမ်းသူတူကိုစောင့်ရှောက်ပေးရမယ်အိမ်ကူလိုအလုံးမျိုးပဲဖြစ်ပါတယ်။ သူ့ဘဝမှာလက်ဖက်ရည်ဖြော်တာနဲ့မုန်းလို့တာလွှဲရင်ကြံတဲ့အလုပ်တွေနဲ့တိတ်မရင်းနေတာကြောင့်အလုပ်သွားရှောက်တဲ့နေ့အင်တာဗျူးဖြေတဲ့အခါမှာအလွဲလွဲချော်ချော်တွေဖြစ်ခဲ့ပါတယ်လူဝီဆာဟာဦးကြောင်ကြောင်ပုံစံပေါက်နေတဲ့သူ့အဖြစ်ကြောင့်မို့လို့အလုံးမရတော့ဘူးအထင်နဲ့စိတ်တက်ကြနေခဲ့ပါတယ်။ဒါပေမဲ့လည်းအိမ်ရှင်ကမ်မီလာထရိနာကသူ့ရဲ့တွက်လက်ပြီးတော့ရိုးသားတဲ့ပုံစံကိုသဘောကျမိရကြောင်မို့လို့6လစာချုပ်နဲ့အလုပ်ခန့်လိုက်ပါတယ်။သူစောင့်ရှောက်ပေးရမယ့်သူကတော့ကမ်မီလာထရိနာရဲ့သားဖြစ်တဲ့ဝီလ်ထရိနာဆိုတဲ့သူပဲဖြစ်ပါတယ်။ ဝဲလ်ထရိနာကတော့လွန်ခဲ့တဲ့နှစ်နှစ်ကမော်တော်ဆိုင်ကယ်အတိုက်ခံရပြီးတော့အာယုံကြောတွေတေသွားတဲ့ထရိနာမိသားစုဝင်တဦးဖြစ်ပါတယ်ဝဲကချမ်းသာတဲ့မိဘကပေါက်ဖွာလာလို့အောင်မြင်ခဲ့တဲ့လူငယ်စီးပွားရေးသမားဖြစ်ပြီးရောရုပ်လဲချော်ပညာလဲတက်ယောက်ျားပိသားပြီးရောဆွဲဆောင်မှုလည်းရှိရကြောင်းမို့လို့မိန်းကလေးတွေဝိုင်းနေခဲ့ဘူးတဲ့သူတို့လည်းဖြစ်ခဲ့ပါဗျာ သူကတစ်ချိန်လုံးကဘန်လုပ်ငန်းရှင်တထေးသားတူဖြစ်နေစွန်စားခီးတွေထည့်ရင်ကဘာပတ်နေခဲ့ပေမဲ့လည်းအခုချိန်မှာတော့အိုင်ရွန်ကြောတွေတေးပြီးပလုတ်ရှားနိုင်တော့ပဲမတန်ဆွမ်းသူတူဖြစ်နေရှင်တန်နေရတဲ့သူဖြစ်ပါတယ်ကိုယ်ကရနဲ့ကြောင်တောင်ကြတာဝစ်စားတက်ပြီးပေါပေါပါပါနေတဲ့သူလူဝီဆာနဲ့အရာရာကိုစိတ်ချင်းပေါက်ပြီးတစ်ချိန်လုံးအရွဲတိုက်နေတဲ့ဝီလ်ထရိုင်နာရဲ့တွေ့ဆုံမှုကအဆင်ပြေပြေတော့မဟုတ်ခဲ့ပါဘူး။ ဝဲတာလူပိစာလုပ်ပေးသမျှကို အကောင်းမမြင်အေးမဆိုင်ပဲနဲ့ချိန်တန်ရင်အလုတ်ထွက်သွားမဲ့သူအဖြစ်သတ်မှတ်ပြီးတော့တိတ်ပြီးတော့အဖတ်မလုပ်ခဲ့ပါဘူးလူဝိစာရှိကသူ့ကိုစောင့်ရှောက်ခဲ့ပူတဲ့ဝန်ထမ်း9ယောက်လောက်ကလည်းကြာတော့ဝဲကိုတီးမခံခြင်းပဲနဲ့အလုထွက်သွားတဲ့သူတွေပါပဲ။ဒါကြောင့်လဲဝဲကသူ့နားမှာဘသူမှကြကြမနေခြင်းကြဘူးလို့မှတ်ယူထားပြီးတော့သူ့ပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းကို မုံတီးနေတဲ့သူတို့ဖြစ်လာခဲ့ပါတယ်။ သက်35နှစ်အရွယ်အောင်မြင်တဲ့လူငယ်တူဖြစ်ခဲ့ဘူးတဲ့ Will ကအခုလိုမတန်ဆွမ်းသွားရခြင်းအပေါ်သူ့ဆုံးရှုံးမှုနဲ့နာကျင်မှုတို့ကြောင့်သူ့ရဲ့စိတ်ကကြမ်းတမ်းလာပါတယ်။တရက်မှာတော့ Will ရဲ့ချစ်သူနဲ့တငယ်ချင်းကအိမ်ကိုလာလေရင်နဲ့ Will ကိုအဖော်လာလုပ်ပြီးကြပါတယ်။ဒါပေမဲ့လည်းသူကကောက်ကောက်မမော်နဲ့ပြန်မဆက်ဆံလိုက်တဲ့အတွက်ကြောင့်မို့လို့စိတ်ဆိုးပြီးတော့နှစ်ယောက်စလုံးထပြန်သွားကြပါတယ်။အခုဆိုရင်တော့ Will ကချစ်သူနဲ့ရောမိတ်ဆွေတွေအခင်ဆုံးတငယ်ချင်းတွေနဲ့ပါ နွေထွေထွေမရှိတော့ပါဘူး။ တငယ်ချင်းတွေပြန်သွားပြီးတဲ့နောက်မှာတော့ will တယောက်တည်းလူမကြဖြစ်ပြီးတော့အရင်တုန်းကအတူတူရိုက်ထားတဲ့အမှတ်တရတပ်ပုံတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။နောက်တော့သူ့ကိုကုညီပေးဖို့စ조사နေတဲ့လူဆာဟူပါဒေါသထွက်ပြီးတော့သူ့အနားမှာမနေနိုင်ရင်ထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်။ လူဆာကတော့သူမကိုလှုပ်ခံထားတာကအင်ရှင်ကမ်မလာထရိနာဖြစ်တဲ့အတွက်ကြောင့်သူမကအလုံးမဖြုံမချင်းမထွက်နိုင်ဘူးလို့ပြန်ပြောခဲ့ပါတယ်။နောက်ပြီးတော့သူ့မိသားစုအတွက်ပတ်စံတကယ်လိုအပ်နေတာကြောင့်အလုတ်ကထွက်လို့မရသေးပဲမလှုပ်ချင်လဲဆက်လုပ်နေရမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဝယ်လေနောက်ပိုင်းမှာပွင့်လင်းရိုးသားပြီးတော့ဥချောင်ချောင်နိုင်တဲ့ကောင်မလေးကိုတဖြည်းဖြည်းနားလည်လာပြီးကောင်းကောင်းမွန်မွန်ပဲဆက်ဆံမှုအဆုံးဖြတ်ခဲ့ပါဗျာ ဘယ်နေရာကိုမစိုးသွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရဲ့နဲ့ဒီမျိုးလေးကလွဲရင်ဘယ်ကိုမှမသွားခြင်းနဲ့မသွားဘူးတဲ့လူဝီဆာကို သူကအောက်လိုအားမရဖြစ်နေပါတယ်လူဝီဆာကလည်းကဘာကြီးရဲ့အလှပတွေကိုကိုတိုင်းမြင်မှုခဲ့ပြီးမှဘဲမှသွားလို့မရပဲဘိန်းတက်ကလထိုင်ပေါ်မှာအချိန်ကုန်နေရတဲ့တတိသားလေးကို နားလေသွားပြီးရောတန်းနာနေမိပါတယ်သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကတဖြည်းဖြည်းနဲ့သူတို့ထင်ထားတာထက်ပိုပြီးရှက်နွယ်လာခဲ့ကြပါတယ်တရက်မှာတော့လူဝီဆာကသူ့ကိုစောင့်ရှောက်တဲ့သူအဖြစ် 6လပဲခေါ်ယူထားရတဲ့အကြောင်းရင်းမှန်ကိုသိရှိသွားပါတယ်။ဘာလို့လဲဆိုတော့ Will ကခုခုကိုအဆုံးစီရင်မှုအတွက်တရားဝင်တက်တည်ခွင့်တောင်းခံထားတဲ့သူတယောက်ဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ကျန်းမာရေးဌာနတစ်ခုမှာအသက်ဆက်ရှင်ဖို့အတွက်ခက်ခဲနေတဲ့သူတွေ၊ပေမဲ့ချိန်ကိုစောင့်ဆိုင်းနေရတဲ့ယောဂသည်တွေကိုတရားဝင်သက်သေခွင့်အတွက်အတနာခံစားတင်ရှောက်ထားလို့ရတဲ့ကျန်းမာရေးပရိုဂရမ်တစ်ခုရှိပါတယ်။ အဲ့မှာကုလို့မရတဲ့ယောဂသည်တွေအများစုကအကောင်းဆုံးပုံစံနဲ့သိဆုံးခွင့်ရဖို့အတွက်ရှောက်ထားလေးရှိကြပါတယ်။အမေဖြစ်တဲ့သူကတော့အဆုံးစီရင်ခြင်းနဲ့စိတ်ကူးကို6လလောက်စောင့်ခိုင်းထားပြီးတော့အချိန်ဆွဲရင်းနဲ့သူ့သားလေးစိတ်ပြောင်းလာဖို့အတွက်စူးစမ်းနေတဲ့သူဖြစ်ပါတယ်။လူဝီစာကသူ့ကို6လစာချုပ်နဲ့အလုတ်ခံထားတာကဝီလ်က6လပြည့်ရာနဲ့ကိုကိုကိုသက်တည်ဖို့ဆုံးဖြတ်ထားလို့ဆိုတာကို သိလိုက်ရပါတယ်။ ။လူဝီစာကကိုအလုပ်ဖြုတ်တာမပြုတ်တာထက်ဝီလ်အဆုံးစီရင်တော့မှာကိုစိုးရိမ်ပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဝမ်းနည်းစွာနဲ့စိတ်မကောင်းဖြစ်နေတဲ့လူဝီစာကအိမ်ပြန်ရောက်လာတဲ့အခါမှာသူ့ညမထရိနာကိုဒီအကြောင်းတွေကိုရင်ဖွင့်ပြီးတော့ပြောပြနေမိပါတယ်။သူညမကလူတယောက်တက်တေဖို့ဆုံးဖြတ်ထားတာကိုလွယ်လွယ်ကူကူလက်မခံပဲတားဆီးတင်ကြောင်းပြောရင်ဝယ်လို့စိတ်ပြန်သွားအောင်လုပ်ပေးဖို့မတန်ဆွမ်းစောင့်ရှောက်တဲ့အလုပ်ကိုလက်ခံထားတဲ့လူဝီစာမှာတာဝန်ရှိကြောင်းရှင်းပြပါဗျာ။ နောက်တစ်နေ့မှာတော့လူဝီစာက will စိတ်ပြမှုအတွက်အစွမ်းကုန်စူးစမ်းပေးမယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ will ရဲ့မိဘတွေကိုအားပေးရင်တလတာအစီအစဉ်တွေကိုရေးဆွဲခဲ့ပါတယ်။အိမ်ထဲမှာပဲပိတ်လောင်ပြီးတော့စိတ်ထက်ကြမနေအောင်လို့ငင်းပြန်ပွဲတစ်ခုကိုခေါ်သွားတယ်။ဂီတဖျော်ဖြေပွဲတွေအတူတူသွားကြည့်ကြတယ်။မိသားစုကပိုင်ဆိုင်နဲ့ခန်းသားလှပတဲ့ဗြိတိရှ်အလဲကဲရဲတိုက်အိမ်ဝင်းကြီးထဲမှာအတူတူရှောက်သွားရင်ငငယ်တုန်းကဘဝတွေကိုတစ်ယောက်နဲ့တစ်ယောက်ပြန်ပြောပြကြတယ် ရသတပတ်အနေငယ်အတွင်းမှာပဲအပြင်ထွက်ရှောင်းနေကြရင်လည်းသူတို့နှုတ်ပုံမနီးကပ်လာခဲ့ပါတယ်။တကယ်တော့လူဝီဆာမှာခုနှစ်နှစ်လောက်လက်တွဲလာတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။သူ့ချစ်သူကကျမကြီးလိုက်စားသူတစ်ယောက်ဖြစ်ပြီးတော့အားကစားလေးကျင်ကန်တွေပြုလုပ်ရင်းအမြဲအချင်းကုန်နေတတ်ပါတယ်။ သူမကတော့ဘယ်အားကစားကိုမှဝါသနာမပါပဲ fashion design နဲ့အဝတ်အစားစမ်းစမ်းတွေကိုပဲစိတ်ဝင်စားလေးရှိပါတယ်။ Louisa က Will နဲ့အနေနီးပြီးတော့အချိန်ကြာကြာပို့နေရတာကြောင့်သူ့ချစ်သူ Patrick ကိုလက်လျူရှုသလိုဖြစ်နေခဲ့ပြီးတော့အချစ်ရေးကအဆင်မပြေတော့ဘဲနဲ့လမ်းခွဲဖို့ဆုံးဖြတ်လိုက်ရပါတယ်။တစ်ဖက်မှာလည်း Will ရဲ့ရီးစားဟောင်း Alicia နဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းတို့လက်ထပ်ကြတဲ့မင်္ဂလာဖိတ်စာလည်းရောက်လာခဲ့ပါတယ်။မင်္ဂလာပွဲကိုနှစ်ယောက်တူတူသွားတက်ဖို့ဖြစ်လာပြီးတော့မင်္ဂလာပွဲရောက်တော့တငယ်ချင်းဟောင်းတွေရဲ့ရှေ့မှာအတူတူတွဲကခဲ့ကြပါတယ်။ ီအခန်းမှာအယံမူးနေတဲ့လူစားကဝှေးချက်ပေါ်တက်ထိုင်ပြီးတော့လှက်ပတ်မောင်းရင်းနဲ့တခြားသူတွေနဲ့အတူစုံတွဲအကာကကြတဲ့အခန်းကအမှုပညာမြောက်ပြီးတော့ကြည်ရတာကြည်နူးဖို့အရန်ကောင်းပါတယ်။အဲ့လိုပဲဝင်းလျဲတက်သေးကိုဆုံးဖြတ်ထားတဲ့အကြောင်းကိုသိရတဲ့အခန်းမှာတရဝင်သက်သေးခွင့်ရှောက်လာဆိုင်ရက်ကိုဝင်းရဲ့ကလေးဘဝထပ်ပုံနဲ့တွဲပြီးကြာသွားတာဟာလေအမှုပညာဆန်းဆန်းရတာမြောက်တဲ့ပေါ်ပြချက်တစ်ခုဖြစ်ပါတယ်။ ပြင်းပြင်းနဲ့သူတို့နှစ်ယောက်ကတယောက်ရှင်သန်နိုင်မှုတယောက်ကမျောလင်းချက်ဖြစ်နေရက်တည်နေပြီးတော့တန်ရုံးစင်တွေ့လာကြပါတယ်သက်တေကိုစဉ်းစားထားတဲ့6လပြည့်ကနေနောက်ဆုံးခီးစဉ်တစ်ခုမှာတော့လူဝီစာဟာဝီလ်ကိုတူတူတက်လုံးစိတ်ချမ်းသာအောင်စောက်ရှောက်ပေးသွားမယ်အကြောင်းပြောရင်ကိုကိုကိုသက်တေမဲ့အစီအစဉ်ကိုဖျက်ပြစ်လိုက်ဖို့အတွက်တားကြည့်ပါတယ်။ဒါပေမဲ့လည်းသူ့ဘက်ကတော့မတန်ဆွမ်းဘဝနဲ့တူတက်လုံးနေမတော်ကျင်တဲ့အတွက်သူ့ဆုံးဖြတ်ချက်ကိုမပြင်းမဲနဲ့ခေါင်းမမာနဲ့အစီအစဉ်တွေတိုင်းအဆုံးစီရင်မှုသာရွေးချယ်ခဲ့ပါတယ်။ ချူကင်းလှလှလေးနဲ့တင်ပြတဲ့ romantic စကားကိုကြည့်ကျင်တဲ့သူတွေ drama ဇလံကောင်းကောင်းကြည့်ကျင်တဲ့သူတွေမတန်ဆွမ်းနေရဲ့ဘဝကိုစိတ်ဝင်စားတဲ့သူတွေရုပ်ရှင်ကြည့်ပြီးတိုင်းဒါခံစားချက်အတွေ့အကြုံတစ်ခုခုကိုရကျင်တဲ့သူတွေကတော့ဒီရုပ်ရှင်ကိုတေချာပေါက်တိုက်ကြပါပါဒီရုပ်ရှင်မှာဆိုလို့ရှင်တော့ဝမ်းသာပျော်ရွှင်မှု ကြည်နူးမှုကနေဝမ်းနဲ့ကြေကွဲမှုလူဘဝအပေါ်တမိုးထားမှုအထိစိတ်ခံစားမှုရတာမျိုးမျိုးကိုဖော်ပြထားတာဖြစ်ပြီးတော့စကားကြည့်ပြီးရင်တော့စဉ်းစားစရာတခုကိုကြံခဲ့မှာပဲဖြစ်ပါတယ်တတနိကပိုင်းအရအရန်ကြီးလျှို့ဝှက်နဲ့နည်းလာတယ်လို့မဆိုနိုင်ပေမဲ့လည်းအသက်ရှင်နေရခြင်းကိုအတိတ်ပဲဖွင့်ဆိုပုံဖော်မေးခွန်းထုတ်ထားတဲ့စဉ်းစားစရာလေးတွေပေးမှာပဲဖြစ်ပါတယ်။ဒရိုက်တာတီယာရှော့ကအကောင်းဆုံးပုံဖော်ရိုက်ကူးပေးထားတာဖြစ်ပြီးတော့တရုပ်ဆောင်လေးနေနဲ့ ဂိမ်းတော်သရုံးဇလန်ဒရဲကငကားရီရဲ့ပြင်ပါလေးမင်းသမီးအမီလီယာကလော့ခ်နဲ့ချောမော့ခံကြတဲ့တထေးသားဝီလ်ထရိနာအဖြစ်ဆမ်ကလော့ဖီနိုကခေါင်းဆောင်ပါဝင်ထားပါတယ်။အမီလီယာကလော့ခ်ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်တဲ့အတွက်ကြောင့်လည်းဒီဇာကားကိုစတင်ရိုက်ကူးတဲ့အချိန်ကလေးကလူစိတ်ဝင်စားမှုအများကြီးခဲ့ပါတယ်။ဒီဇာကားကိုတော့ Wales မှာရှိရဲ Pembroke ရဲတိုက်နဲ့ England နိုင်ငံတဝမ်းမှာရှိရဲသမိုင်းဝင် နေရာတည်တည်မှာရိုက်ကူးခဲ့တာဖြစ်ပြီးတော့ မင်းသမီးအမီလီယာကလာ့ခ်ပရိသတ်တွေကြောင့်ရှိုက်ကွင်းကိုလာကြည့်တဲ့သူတွေများလာတဲ့အတွက်အနောက်အရှက်အနည်းဆုံးဖြစ်အောင်ထိန်းထိန်းသိမ့်သိမ့်နဲ့စ조사ပြီးတော့ရှိုက်ကူးခဲ့ရပါတယ်။ Warner Brothers ရုပ်ရှင်ထုတ်လို့ရေးကရိုက်ကူးဖြန့်ချိခဲ့တာဖြစ်ပြီးတော့ဒီဇက်ကားကကဘာတဝမ်းမှာဝင်ငွေဒေါ်လာ1200ကျော်အထိရရှိခဲ့ပါတယ်။ IMDb ratings အနေနဲ့ဆိုရင်တော့7.6အဖြစ်သတ်မှတ်ထားပြီးတော့ရုပ်ရှင်ဝေဖန်သူတွေရဲ့ချီးကျူးခြင်းကိုခံခဲ့ရတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇဝင်ငန်းတတော်များများမှာဇဝင်တေးတွေကိုဇလန်းတန်ဖိုအလိုက်စနစ်တကျသုံးထားပြီးတော့ဒီရုပ်ရှင်ထဲမှာဆိုရင်တော့ Adrenaline ရဲ့ photograph နဲ့ Thinking Out Loud တခြင်းတွေပြင် Imagine Dragons ရဲ့ Not Today တခြင်းကိုပါဇဝင်တေးအဖြစ်အသုံးပြုထားတာကိုခန်းစားနားဆင်ရမှာလည်းဖြစ်ပါတယ် ဇာကားပြပြရဲ့နောက်မူရင်းစာအုပ်ဖြစ်တဲ့စာရေးဆရာမဂျိုဂျိုမိုရက်စ်ရဲ့ Me Before You ဝတ္ထုအားလည်းရောင်းအား၃ဆလောက်ထိမြင့်တက်သွားတယ်လို့သိရပါတယ်။ USA Today ရဲ့အယောင်ရဆုံးစာအုပ်တွေစာရင်းမှာနံပါတ်၁၀၀ကျော်ကနေနံပါတ်၃အဆင့်ထိကိုတက်သွားခဲ့ပါတယ်။ပြစ်တဲ့အကြံရုပ်ရှင်ဖြစ်ပေမဲ့လည်းဒီဇာကားကနောက်ပိုင်းမှာတော့ဝေဖန်မှုတချို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာမတန်ဆွမ်းသူတွေကမိသားစုနဲ့ပြည်သူဆောင်ရှောက်သူတွေပေါ်ဝင်တော့ဝင်ဖို့ဖြစ်စေရလို့ထင်မြင်သွားစေနိုင်တဲ့ရုပ်ရှင်မျိုးဖြစ်တယ်လို့ဆိုကြပါတယ်။မတန်ဆွမ်းသူတွေရဲ့ရှင်သန်မှုကိုတွန်းအားမပေးနိုင်မဲနဲ့ဇာတ်ကားထဲမှာ တရားဝင်အဆုံးစီရင်ခွင့်ကိုခွင့်ပြုပေးလိုက်တာကမကောင်းမှုကိုအားပေးရကြနိုင်ကြောင်းသုံးသပ်ခဲ့ကြပါတယ်။ဒီစကားကိုတော့မတန်ဆွမ်းလူပညာရှင်များနဲ့လူမှုရေးအသင်းအဖွဲ့တချို့ကကန့်ကွက်ခဲ့ကြပါတယ်။ဩစတြေးလျမှာလည်းမတန်ဆွမ်းသူများခွင့်ရေးလှူရှာမှုအဖြစ် Me Before You ဝတ္ထုနဲ့ရုပ်ရှင်နှမျိုးစလုံးကိုပိတ်ပင်မှုအတွက်ဆန္ဒပြမှုတွေလည်းရှိခဲ့ပါတယ်။ ဒရိုက်တာတီယာရှာရော့ကတော့မူရင်းဇလန်းကိုပြသသွားမှာဆိုတဲ့အတွက်ပြည်တွင်သားတွေပြင်ဆင်ပြောင်းလဲတာတွေမလုပ်ဘဲနဲ့အဖြစ်ပြအတိုင်းတိတိကျကျရိုက်ကူးကြရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲ့လိုဝေဖန်မှုတွေကြောင့်ပဲဒီရုပ်ရှင်ဟာတခြားအချစ်ဒရာမာဇာတ်ကားတွေနဲ့မတူဘဲထူးခြားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်လဲသတ်မှတ်ခံခဲ့ရပါတယ်။ဒီနေ့လမွန်တို့ရဲ့ suggested movie season ကနေပြီးတော့မင်းသမီး Amelia Clark ကိုသူတို့ချက်ချက် character နဲ့ကြည့်ရမယ်။ Me Before You ရုပ်ရှင်ဇာတ်ကားကိုဒီတစ်ပတ် weekend မှာကြည့်ရှုဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်အားဆိုရင်တော့ romantic နဲ့ acid drama ဇာတ်ကားကြိုက်တဲ့သူတွေအတွက်အကြိုက်တွေးစင်မယ်လို့ယုံကြည်ပါတယ်လမလို့ရန် suggested movie season ကိုတော့အပတ်စဉ်အင်္ဂါနေ့ည8:45မိနစ်ချိန်တိုင်းမှာ Fortune TV channel နဲ့ Fortune TV application တို့မှာတပြိုင်နက်တည်းကြည့်ရှုနိုင်သလို Fortune TV YouTube channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။လမလို့နောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်။ Thank you.